တို့အားလုံးလူအတူတူဆိုတဲ့ပြဿနာအာဒီဟတာရီလည်းအများကြီးပါတယ်ချူလီချူလီလည်းပါတယ်ပြီးတော့ချူစီရဲ့ပြီးတော့ချုံမလီရဲ့အခြားဟိုရွှေကြိုမောင်နှမလည်းအများကြီးပါတယ်ပေါ့နော်မျိုးသားမျိုးရိုးကဆင်းသက်လာတာဆိုတော့ဒီဘက်ခေတ်ဆိုပြီးမှချူတို့အဲ့လိုနန်းစကားတွေပြောရတာပေါ့ မမေဖရာတို့မောင်တော်ဖရာတို့တမီးတော်လေးတို့အဲ့လိုမျိုးတွေပြောဟိုဇက်ဇက်စကားရည်နဲ့ပေါ့နန်းတွင်းစကားရည်နဲ့ပြောရတာဆိုတော့အာဒါလေးကတော့ဒါအခက်ခဲရှိရဆိုပေမဲ့ဒါချူနဲ့တော့မစိမ်းပါဘူးဒီနေရာတွေကတော့အကြောင်းတော့ကတော့အရင်ကြခဲ့ပြီပေါ့လေအကြောင်းတော့ကတော့အကြောင်းသူဘဝအနေနဲ့ဒီပြဿနာတွေမှာပါဝင်ခဲ့တယ်တင်ဆက်ခဲ့ရဆိုပေမဲ့အခုဒီအမှုပညာလောကရဲ့ရောက်လာတဲ့အခါမှာဒါပထမဦးဆုံးအနေနဲ့ပြဿနာကခွင့်ရရတဲ့အတွက်လဲဒါဝမ်းလဲဝမ်းသာသလိုရှင်လဲခုံပါရဲ့ အာဒီနေ့ကတော့ဒါသူတို့ငလင်မေးတဲ့ပြည်သူတွေအတွက်ပေါ့နော်ဒီရမုံငွေပွဲမှာဒီပြဆက်ကဏ္ဍကြီးရောပါဝင်ရပါဘောသူတို့ကကြတော့ဒီ Google Entertainment ကနေပြီးတော့ပြုလုပ်တဲ့ပေါ့နော်ဒီငါတို့အားလုံးလူအတူတူဆိုတဲ့ပြဆက်မှာအာဒီအတားရည်လည်းအများကြီးပါတယ်ချူလီချူလီ ပါတယ်ပြီးတော့ချိုးစေးရယ်ပြီးတော့ချုံမလီရယ်အခြားဟိုရွှေကြိုမောင်နှမရယ်လည်းအများကြီးပါတယ်ပေါ့နော်မင်းသားရယ်လည်းမှဆိုလို့ရှိရင်တော့ကိုရှင်မွေးလာရယ်ကိုကောင်းမြတ်ဆန်ရယ်မင်းဖုံးမြတ်ရယ်ပါတယ်အဲ့မှာမချူကကိုရှင်မွေးလာနဲ့အတူတူတွဲဖက်ပြီးတော့ဒီမြို့သားကတော်ပေါ့နော်မြို့သားကတော်နေရာတွေပါဝင်ပြီးတော့ဒီပြဆက်ထဲမှာရုပ်ဆောင်ရမှာပေါ့စိတ်ကမလှုပ်ရှားပါဘူးဘာလို့လဲဆိုတော့ချူကအရင်ငုံငရေ အာအနုပညာတက်ကတော့အကြောင်းစင်းတယောက်ဖြစ်တဲ့အတွက်ဒီပြဆက်တွေကအရန်ဟိုကစိမ့်တာမျိုးတွေမရှိဘူးပေါ့နော်အာဆိုတော့အဆင်ပြေပါတယ်အကြောင်းတော့ကတော့အရန်ကြာခဲ့ပြီပေါ့လေအကြောင်းတော့ကတော့အကြောင်းသူဘဝအနေနဲ့ဒီပြဆက်တွေမှာပါဝင်ခဲ့တင်ဆက်ခဲ့ဆိုတော့အခုဒီအနုပညာလောကရဲ့ရောက်လာတဲ့အခါမှာဒါပထမအဆုံးအနေနဲ့ပြဆက်ကခွင့်ရရတဲ့အတွက်လဲဒါ101တာတလို့ရှင်းနေခုံပါရဲ့ဟုတ် takeoff. ဇလန်းပေါ်မှာမူတည်ပြီးတော့ကျတို့အကောင်းဆုံးပြင်ဆင်ထားရပေါ့နော်ဆိုတော့ဒီထဲမှာမတူတာကတော့ဒီဘက်ခေတ်ပုံမှာချူးရယ်ကိုရှင်မွေးလာရယ်ပြီးတော့ချူးလေးရယ်ကအကြောဒီဟိုမျိုးရိုးစင်ဆက်ဟိုထိမ့်သိမ့်နေတူပေါ့မျိုးစားတွေမျိုးစားမျိုးရိုးကဆင်းသက်လာတာဆိုတော့ဒီဘက်ခေတ်ဆိုပြီးမချူးတော့အဲ့လိုနန်းစကားတွေပြောရတာပေါ့အော်မေမေဖရာတို့မောင်တော်ဖရာတို့တမီးတော်လေးတို့အဲ့လိုမျိုးတွေပြောဟိုဇက်ဇက်စကားတွေနဲ့ပေါ့နန်းနှင်းစကားတွေနဲ့ပြောရတာဆိုတော့ အာဒါလေးကတော့ဒါအခက်ခဲရှိရဆိုပေမဲ့ဒါချူနဲ့တော့မစိမ်းပါဘူးဒီနေရာတွေကတော့ဟုတ်အတွေ့အကြုံတစ်ခုပေါ့နော်ဒါအဲခုနပြောသလိုပဲချူအရင်တော့အเจ้าမှာဒါမျိုးတွေပြောခဲ့တယ်ပြောမှုခဲ့တယ်ဆိုပေမဲ့လည်းဒါအခုချိန်မှာအာဒါကိုယ့်ရဲ့အနုပညာမောင်နှမရဲ့ဒီလိုအတားတွေနဲ့အတူတူဒီလိုမျိုးပေါ့အာဒီလက်ဆင့်ပေါ်မှာဒီလိုမျိုးတွေပြောပြရတယ်ပြီးတော့ဟိုကလည်း ဒီအခန်းကဏ္ဍတစ်ခုမှာပေါင်ကလာရတာဆိုတော့အတူတူပေါ့ဒီဘောင်နမတွေငါတို့တွေစင်ပေါ်မှာဘယ်လိုပြောကြမလဲဘယ်လိုပုံစံလေးတွေသွားကြမလဲဆိုတာတော့ညီညီနိုင်နိုင်လေးတော့အကုန်လုံးစူးစမ်းထားကြပါတယ်ဟုတ်အတူတူတော့အဲ့လိုပေါ့သူတို့ဒါလော့တွေကြက်ရတဲ့ဟာတွေကတော့အမှန်တရားပေါ့နော်ဒါပေမဲ့စင်ပေါ်မှာကျတော့အာဒီအခြားလူတွေနဲ့မတူတာကိုရီးယားကိုရှင်မွေးလာရဲ့ချူးလေးရဲ့ချူးစေးရဲ့ဒီ အမျိုးသားမျိုးရိုးကဆင်းသက်လာတဲ့နန်းရင်းစကားမျိုးတွေပြောရတာဆိုတော့နည်းနည်း flow တွေကတော့အလိုနန်းစကားတွေဖြစ်နေမှာပေါ့နော်ဟုတ်ဟုတ်ဟိုမျိုးသားမျိုးရိုးကဆင်းသက်လာတာဆိုတော့တခုခုဆိုလို့ရှိရင်အထားပါတော့ကိုယ့်ရဲ့အခုကိုရှင်မွေးလာကိုချစ်စစ်ကမောင်တော်ဖေကလက်ဖိတ်တော်လေးတုံးဆောင်မအောင်ပါညာပေါ့အဲ့လိုမျိုးနန်းရင်းစကားလေးတွေပြောရတာပေါ့လေသူကမျိုးရိုးဆင်ဆက်ကိုထိမ့်သိမ့်တာဆိုတော့အဲ့တည်းမှာဟိုချူလေးဆိုလို့ရှိရင်လည်းဖာခမီးတော်ဖေကတို့မမေဖေကတို့သူကအဲ့လိုမျိုးလေးပေါ့ပြောရတာဟုတ်အဲတေယောဆ ောင်ဇက်ကားမှာတော့ကျောအဲ့လိုမျိုးတော့တခါမှတော့အဲ့လိုမမေဖေးအောင်တော့ဖေးအောင်နဲ့အဲ့လိုနန်းရင်းရှိပုံစံလေးတော့တရုတ်မဆောင်ဘူးပေါ့နော်အဲဒါပေမဲ့ကြာပူနာဝါရီရှိရဲချိထားတာရှိတော့ပြီးတော့ကိုကလည်းဒီအမှုပညာတက်ကတူကအကြောင်းစင်းဆိုတော့ဒီအရေကကိုနဲ့မဆိုင်ဘူးလေဆိုတော့အဆင်ပြေပါတယ်ဟုတ်